်မင်္ဂလာပါရှင်ဗမာခေတ်သတင်းဌာနဤထိတ်တဲသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စေအိုစုအတွက်တပူပေါ်နှစ်ပူဆင့်ဖြစ်လာရသည့်အမေရိကန်ကွန်ကရက်ကြားနာပွဲဂျမနီကမြန်မာအရေးကြွမ်းကျင်သူများအားဖိတ်ခေါ်၍အထင်ကရပြုလုပ်ခဲ့သော အောက်လွတ်တော်နိုင်ငံသားရေးရကော်မတီ၏ကြားနာပွဲကိုမစုံနိုင်သောမြန်မာချက်တိန်များနှင့်အမေရိကန်၏ကန့်သက်ထားသောရွေးချယ်ပိုင်ခွင့်များဟုခေါင်းစဉ်တက်ထားသောလည်းတကယ်တမ်းတွင်လုပ်ပိုင်ခွင့်များစွာထွက်ပေါ်လာသည်ကိုတွေ့လာရသည်ဟုသတင်းများကဆိုပါသည် ကျွမ်းကျင်သူများ၏တင်ပြချက်နှင့်ကွန်ကရက်အမတ်များ၏မေးခွန်းထုတ်ထောက်ပြမှုများဖြည့်ဆွပြီးတွင်ယခုလိုပါတီကြီးနှစ်ရက်ပေါင်းကတညီတညွတ်ထဲကောက်ချက်ချခဲ့ခြင်းဖြစ်ပါသည်ဒီကေတန်းတွင်အကန့်အသတ်ရှိနေခြင်းမျိုးမဟုတ်ဘဲပြဿနာကိုနိုင်ငံရေးအရဖြေရှင်းရန်ဆန္ဒဆိုသည့်အပေါ်အကြမ်းရိုက်နေခြင်းသာဖြစ်သည်ကိုတွေ့လာကြရပါသည် ထူးခြားချက်အဖြစ်ထွက်ပေါ်လာသည့်ရလဒ်ဒီကဘာမှမလုပ်ဘဲနေလိုသည့်အကြောင်းပြချက်များကိုစနစ်တကျအခြေဖြတ်ခဲ့ကြပြီးရှပ်ပော့ပေးထားမှုကိုအခြေမခံတော့ဘဲဖိအားပေးရန်လိုအပ်သည့်မဟာဗျူဟာအစ်တရဲ့အရေးတကြီးလိုအပ်လာပြီဆိုသည့်ကိုသိရှိလာကြခြင်းဖြစ်ပါတယ်။အရေးကြီးဆုံးအဖြစ်ဆေးဥစု လော်ဘီများခင်းလာသည့်မြန်မာစစ်တပ်ကိုအမေရိကန်၏ထိတွေ့ဆက်ဆံမှုမှတဆင်တရုတ်နိုင်ငံနှင့်ဆွဲခွာနိုင်သည်ဟုသောအယူအဆကိုခြေဖြတ်ဖြစ်နိုင်ခဲ့ခြင်းပင်ဖြစ်ပါတယ်။ပါဝင်ဆွေးနွေးခဲ့သည့် STEM Sam Center မှ Steve ရော့ဖ်ကလူမျိုးတုံးသက်ပြတ်မှုကျူးလွန်ကြောင်းတရားဝင်ဆစ်ဆွဲခံထားရပြီးကမ္ဘာလုံးဆိုင်ရာရဇဝတ်မှုလုပ်ငန်းများမှအကျိုးမြတ်ရနေသူများကျောင်းများနှင့်စစ်ရုံများကိုရည်ရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်နေသည့်အဖွဲ့အစည်းသည်ညှိနှိုင်း၍ရနိုင်သောစင်ကြင်တုံတရားရှိသည့်နိုင်ငံတော်အစိုးရတရားမဟုတ်ကြောင်းပြောဆိုခဲ့ပါသည်။ထိုအဖွဲ့အစည်းသည်၎င်း၏ကိုပိုင်ရှင်သန်ရက်တည်ရေးအတွက်သာအာယုံဆိုင်သည့်ရဇဝတ်မှုလုပ်ငန်းတစ်စုသာဖြစ်သည်ဟုတင်ပြခဲ့ပါသည်။ ကွန်ကရက်အမှတ်များနဲ့တက်တိထွက်ဆိုခဲ့သူများအလုံးကစေအုပ်စုရီလူထုအပေါ်စနစ်တကျကျူးလွန်နေသောရက်ဆက်ကြမ်းကြုတ်မှုများနိုင်ငံကိုစိုက်ပါရာဇဝတ်မှုများကျူးလွန်ရာဗဟုချက်အဖြစ်အသွင်ပြောင်းခဲ့မှုများကိုပြင်းထန်သောစကားလုံးများဖြင့်ရှုံချခဲ့ကြသည်ထို့ပြင်စေအုပ်စုရီရွေးကောက်ပွဲအားလည်း၎င်းတို့၏ပုံရိပ်ကိုခပ်ဝါချရန်ကြိုးပမ်းလာသည်လိန်ညာမှုအဖြစ်တညီတညွတ်ထဲပယ်ချခဲ့ကြသည် ွန်ကရက်အမတ်များကအချက်လီချက်ကိုထောက်တိုင်အဖြစ်ထားပြီးအမေရိကန်၏မဟာဗျူဟာကိုပြန်လည်အဖြစ်ရန်ရှင်းလင်းပြသသည့်လုပ်ပိုင်ခွင့်အာဏာချမှတ်ဖို့လေတစုတဝေးတဲ့ဖြစ်လာကြပါတယ်။ဒီစေအုပ်စု၏ဗန္ဒာရေးအသက်သွေးချောများကိုဖျက်တောက်ပစ်ခြင်းဖြင့်၎င်းတို့၏စစ်ရဲနှရာကြီးရပ်တန့်သွားရန်ထို့အတွက်မြန်မာစီးပွားရေးဘဏ်နှင့်မြန်မာရှင်နယ်လုပ်ငန်းအားပိတ်ဆို့တန်ခတ်ဖို့လိုကြောင်းကွန်ကရက်အမတ်များကတင်ပြလာပြီးဖြစ်၍မကြက်တကြက်လှုပ်ထားသောစီးပွားရေးတန်ခတ်မှုခေတ်ကုံဆုံးတော်မူဖြစ်သည်။ ်နှင့်မြန်မာအတွက်အစ်စ်မြင့်အထူးကိုယ်စားလှယ်ခံထားရန်၎င်းအားဂျိုးနီစနစ်များဖေရှားရန်နှင့်အာဆီယံအပေါ်အလွန်အကျွံမှီနေမှုများအဆုံးသတ်နိုင်ပြီးလောက်ပိုင်ခွင့်များပြဋ္ဌာန်းပေးရန်၃အမေရိကန်သည်ဒေါ်လာရေးကိုအားဖြည့်ပေးနိုင်ပြီး Farmer Act ကိုအပြည့်အဝအကောင့်ထည့်ဖို့ရန်လူအသက်ကိုအနည်းငယ်မပေးနိုင်သည့်အကူအညီများဖြင့် NUG အားပံ့ပိုးပေးသွားရန်ထိုထဲတွင်လွတ်မြောက်နိုင်မည့်များအားလုံခြုံစိတ်ချသောစီမံခန့်ခွဲနိုင်ရေးအတွက် အုပ်ချုပ်ရေးနှင့်ဆက်သွယ်ရေးနည်းပညာများဖြင့်အကူအညီပေးရန်တို့ပါရှိပါသည်။လေအမေရိကန်နိုင်ငံသားများအားတိုက်ရိုက်ချိန်ချောက်လာနေမှုကိုရင်ဆိုင်ဖြေရှင်းရန်ဆေးဥစုလက်အောက်တွင်ရှင်သန်ကြီးထွားလာနေသောအွန်လိုင်းငွေလိမ်ကိုင်းများသည့်အဝေးတွင်ရှိနေသည့်ပြည်ထနာမျိုးမဟုတ်ဘဲနိုင်ငံလုံးကျုံရေးကိုတိုက်ရိုက်ချိန်ချောက်လာမှုဟုယူဆလာကြသည်။ရိုဟင်ဂျာကိစ္စကိုလည်းဆက်လက်ဆွေးနွေးခဲ့သည့်ထိုကြားနာပွဲ၏နောက်ဆုံးရအနည်းချုပ်အဖြစ်အားလုံးသဘောပေါက်လာကြသည်ကခေါင်းစဉ်တွင်ပါဝင်သောအခက်အသက်ရှိသည့်ရွေးချယ်စရာများဆိုသည်မှာမာယွင်းသည့်အခြေခံယူဆချက်တစ်ခုဖြစ်သည်ဟု၍ပင်ဖြစ်သည်။ ရွေးချယ်စရာများမှရှိနေပြီဖြစ်သည်ထိတွေ့ဆက်ဆံခြင်းဖြင့်အန္တရာယ်ရှိသည့်ကိုသိလာပြီးစေအုပ်စုလော်ဘီများ၏တရုတ်နှင့်ခွဲထုတ်နိုင်သည့်သို့သောဘွာဒါဖြန့်ချိမှုကိုပယ်ချလိုက်ရသည်ထို့အစားဖြတ်သားသောဖိအားပေးမှုမဟာဗျူဟာကိုလက်ခံကျင့်သုံးရမည်ကွန်ကရစ်သည်အစိုးရအားနောက်ဆုံးတွင်ဦးဆောင်စေနိုင်ရန်အတွက်တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုပေးအပ်လာသည်ဟု၍အဆိုပါကြားနာပွဲကိုအသေးစိတ်လေ့လာခဲ့သည့် James ရွှေ၏ DVB တွင်ဖော်ပြထားသည့်အဆောင်ပါမှကောက်နှုတ်တင်ပြပါသည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည် တောက်ပုနဲ့ငစောကိုအရောက်ပို့နေတဲ့ငမဲလုံးစောမဲလုံးကမင်းအောင်လိုင်းကိုအရောက်ပို့နေတာလားမေးရမလို့ဖြစ်နေပြီသူထွက်ရှင်းတဲ့အထဲတော်တော်အကဲဆက်တဲ့ပြောကြားချက်တွေပါလာတယ်ပထမတစ်ခုကထိုင်းနဲ့ဆက်ဆံရေးပေါ်ဘလို့ဖြစ်ဖြစ်ထိုင်းရွေးကောက်ပွဲကနောက်နှစ်ဇန်နဝါရီအကုန်လောက်မှဆိုတော့လက်ရှိအနုထင်အစိုးရက စကစ ရွေးတူပြီးတဲ့အထိထိုင်းမှာတာဝန်ယူနေအောင်မှာပြီးတော့အနုထင်ကအရင်အစိုးရမှာပြည်ထရေးဝင်ကြီးလာဝကနေလျှက်စစ်ဌာနကိုပါကင်ရတာ အဲ့ဒီတုန်းကမီးဖြတ်တဲ့ကိစ္စနဲ့အမှုထင်မှာတော်တော်လေးခရက်ရိုက်ခံလိုက်ရတယ်။အခုစောမင်းထွန်းထွက်ရှင်းတာကအွန်လိုင်းလိမ်လည်တဲ့နိုင်ငံခြားသား69.5ရာခိုင်နှုန်းကထိုင်းကလာလာတယ်။ဒါပေမဲ့မြန်မာတဲကိုရောက်ပြီးလိမ်နေတဲ့ကာလတရှောင်းစစ်ကောင်စီကဘာထိုင်လုံးနေတာလဲတုန်း။အဲ့ဒီနေမျိုးတွေကစစ်တပ်လက်အောက်မှာလေအခုသူထွက်ရှင်းတဲ့အထာကထိုင်းမှာပဲတော်တော်များများတာဝန်ရှိတယ်လို့ပြတာ။ထိုင်းဆိုရနဲ့ဘလို့နေနေဆက်ဆံရေးကထိန်းထားရမှာကိုစောမင်းထွန်းကလုံးဝကို69ကိုမှ0.5ကထည့်လိုက်သေးတာ။နောက်တစ်ခုက တုံးသွားတာကနေချားဆောင်တက်အမိခံတက်ဖွဲ့တချို့တယ်။အမိန်ချစ်သူကြီးသဘောပေါက်ရဲ့လား။သူတို့နဲ့မဆိုင်ဘူးတဲ့နော်။နေချားဆောင်တက်အဖြစ်တောင်အတိအမှတ်မပြုတော့တဲ့လေးတန်တွေဖြစ်နေပြီ။ပြီးကြဒီလိုကြားဖြန့်ယုံတွေကိုဖြိုချဖို့တက်မတော်ကအသက်သွေးချွေးစတေးပေးဆက်ခဲ့ရတာတယ်။သဘောက BTF နဲ့သူတို့တိုက်ပွဲတွေဖြစ်ပြီးမှဒီနေမြေတဲဝင်လာနိုင်ခဲ့ပါတယ်ပေါ့။တဆုံးထဲတာနော်ချစ်သူကုန်။တကယ်ဟာကခုမှလာမှာအမေရိကန်ကကြားဖြတ်နှိမ်တက်ဖွဲ့တာနဲ့ပတ်သက်ပြီးဇော်မင်းထွန်းကထူးထူးခြားခြားအတုံးနှုံးလေးတွေက တတိယအပိုင်းလောက်မှာတရုတ်နိုင်ငံဖြတ်ကျော်ယာဇဝတ်အဖွဲ့အစည်းများ TCO တွေက cryptocurrency ယင်းနှိမ့်မြုံနှံမှုလိမ်လည်မှုများနဲ့ယုံကြည်မှုလိမ်လည်မှုအမျိုးမျိုးကိုအသုံးပြုပြီးနေစဉ်အမေရိကန်များ၏စူးစောင်းဝင်များအသက်များကိုခိုးယူလျက်ရှိသည်ဆိုပြီးပါတွေ့ရပါတယ်လို့တခုတ်တရဆွဲထုတ်ပြောသွားသေးတာအမေအမေရိကန်ကသူ့ဘာသာသူတရုတ်နဲ့ကိစ္စတွေရှိတာတကြောင်တကယ်လဲကြားဖြန့်ယုံတွေကတရုတ်တွေပဲလုပ်နေတာကတကြောင်အဲဒါကြောင့် Chinese Transition နဲ့ Criminal Organization လို့သုံးတာလေအဲဒါကိုမဲလုံက highlight ထလုပ်တာကဖေဖေကြီးနဲ့အထက်လူကြီးကိုတဲ့ပေးနေသလားမေးရတော့မယ်။မပြီးသေးဘူးဆက်ပြောသေးတာနောက်တစ်ပိုက်မှာတော့လိန်လယ်မှုစင်တာတွေဟာအမေရိကန်မှရာဇဝတ်ဂိမ်းများဤအိတ်ကတ်သေးတို့မျိုးဆက်တစ်ခုပြီးတစ်ခုချမ်းသာကြွယ်ဝမှုရှိအောင်ဖန်တီးနေတယ်ဆိုတာပါတယ်။ကဲနှစ်ခါတော့ပြောတာနော်အမေရိကန်စာအရှိကြီးကိုတရုတ်ရာဇဝတ်ခိုင်းပါတယ်။နှစ်ချောင်းပဲဆွဲထုတ်ဖတ်ပြသွားတာ။ဒါဟာသူတို့ထုတ်ပြန်တဲ့နှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်တက်ကကျွန်တော်တို့ထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်တဲ့။ဟုတ်ကျေးဇူးပါလာပြီလာပြီ။ ဒါကတော့တကယ်တဆုံးထဲတာကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike for Burma အဖွဲ့တည်မြန်မာနိုင်ငံရှိလိင်လယ်မှုစင်တာနှစ်ခုကိုစစ်စင်ရေးများပြုလုပ်ခဲ့သည်ဆိုပြီးလဲပါလာတွေ့ရပါတယ်။သူတို့စစ်စင်ရေးဘယ်လိုလုပ်ခဲ့လဲမလုပ်ခဲ့လဲဆိုတာတော့ကျွန်တော်တို့လည်းမသိပါဘူး။မြေပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူးတဲ့။အမေရိကန်နေဝင်မလာသေးဘူးလားဟဲ့လို့မေလုံကအချက်ကျလှမ်းခေါ်နေတာလားလို့တောင်ထင်နေရပြီ။ဘန်ကောက်ကို FBI agent တွေဆေးလုပ်ခဲ့တယ်ဆိုတာလဲသူကအတီးပြူသေးတာ။တော်ပါတော့ဘောမတွေကြောက်နေပါဦးမယ်။ Trump က ကုံသွဲကုံကိစ္စစဖို့တုန်းကတောင်အထက်လူကြီးကအပြေးလွှားစပြန့်ဖို့သေးတာလေခုလေဟုတ်ကဲ့တူတူပေါင်းလုပ်ကြမယ်လေမပြောပဲအမေရိကန်နိုင်ငံအနေနဲ့အွန်လိုင်းလေလေမှုတိုက်ဖြတ်ရေးဆိုတာထက် hidden agenda နဲ့နေတဲ့လှုပ်ဝက်ရည်ရွယ်ချက်မျိုးရှိတယ်ဟုပြောကြားထားတဲ့ဖြင့်ဝင်ကားဝတ်တီအလင်ကမြောက်ပါတယ်ဘယ်နေရာမြောက်တုံးဆိုဘဘကြီးကိုအရောက်ဖို့တဲ့နေရာမှာမြောက်တာဆလဗီအေအေနဲ့ချင်းညီနောင်တွေ့ဆုံမှုတော်လန်ရေးအရှိန်မြင့်ပေးမဲ့အရေးကြီးတဲ့တမိုင်းမှတ်တိုင်ဖြစ်ဟု NUG ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရခိုင်မျိုးသားအဖွဲ့ချုပ် ULAAA နဲ့ချင်းညီနောင်စီပြီးမဟာမိတ်အဖွဲ့ခေါင်းဆောင်တွေတွေ့ဆုံပြီးစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေကိုပူးပေါင်းကောက်ကွယ်တံပြန်ဖို့ရည်ရွယ်ဆောင်ရွက်တာဖြစ်ပြီးချင်းရခိုင်လူမျိုးစုနှစ်ခုလုံးအကျိုးပြုမဲ့သဘောထားတွေသိမြင်ရတဲ့အပေါ်ဝန်တာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကပြောပါတယ်ဒီလိုမျိုးစစ်ရေးနိုင်ငံရေးစီးပွားရေးအလွှာပေါင်းစုံကနေချင်းနဲ့ရခိုင်ညီနောင်များပူးပေါင်းဆောင်ရွက်မှုကတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့တော်လှန်ရေးအရှိန်အဟုန်ကို ညှင့်တင်ပေးမဲ့အရေးကြီးတဲ့သမိုင်းမှတ်တမ်းတစ်ခုအဖြစ်မှတ်တမ်းတင်ရမှာဖြစ်ပါတယ်လို့ဦးနေဖုံးလကပြောပါတယ်ဒီကနေ့နိုဝင်ဘာ16ရက်မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်မှာဦးနေဖုံးလကအခုလိုပြောကြားခဲ့တာပါအေအေနဲ့ချင်းညိနောင်ခေါင်းဆောင်တွေဟာပြီးခဲ့တဲ့အောက်တိုဘာလကရခိုင်ပြည်နယ်မှာတွေ့ဆုံခဲ့တာပါအေအေဘက်ကတမူးကျုပ်ကိုကျုပ်ထုံးမြတ်နိုင်အပါအဝင်နိုင်ငံရေးနဲ့စီရေးခေါင်းဆောင်တွေအစုံလင်တက်ရောက်တယ်လို့ချင်းညိနောင်ကလည်းအဖွဲ့ဝင်6ဖွဲ့ကခေါင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့ချင်းညိနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရောမန်ကပြောထားပါတယ်။စည်ရေးအပြင်တနိုင်ငံလုံးရဲ့အရေးရဲ့အပြင်တနိုင်ငံလုံးဆိုတာကျွန်တော်တို့ကမြန်မာတော်လှန်ရေးကဘယ်ဒေတာမှဘယ်လိုအခြေအနေရှိတယ်ကျွန်တော်တို့ဒေတာမှလည်းဘယ်လိုလောက်ကြမှဖြစ်မယ်ဆိုတာမျိုးတွေဘယ်လိုပူပေါင်းကြမှဖြစ်မယ်ဆိုတဲ့အပိုင်းတွေပေါ့ပြီးတော့နိုင်ငံရေးအပိုင်းတွေရောစီးပွားရေးပေါ့နောက်နောက်ကိုပြည်သူလူထုစာဝတ်နေရေးပြည်လဲဖို့အခွင့်အလမ်းတွေဖန်တီးဖို့ ရေရှည်ဆက်သွားရမယ့်အပိုင်းတွေကအစားရေရှည်အကျိုးစီးပွားအတွက်တအုပ်နဲ့တအုပ်အပြန်အလှန်ကျေးဇူးပြုဖို့တအုပ်နဲ့တအုပ်အပြန်အလှန်အထောက်အကူပြုဖို့ပေါ့နော်ဒီအပိုင်းတွေပါလို့ဆလိုင်းရုံးမှန်ကအေအေနဲ့တွေ့ဆုံဆွေးနွေးမှုအကြောင်းပြောပါရစေ စည်ရေးပူပေါင်းဆောင်ရွက်မှုအပြင်နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာမဟာမိတ်အဖြစ်ပါပူပေါင်းဆောင်ရွက်သွားဖို့ဆွေးနွေးဆုံးဖြတ်ခဲ့ကြတဲ့အပေါ်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့အထူးပဲတံမိုးထားချီးကျူးဂုဏ်ပြုလိုကြောင်းဦးနေဖုံးလကပြောပါတယ်။တိုင်းဒေသညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ရခိုင်နဲ့ချင်းပြည်သူတို့အကြားတမိုင်းကြောင်းအရကန့်သက်ခံခဲ့ရတဲ့ဆက်ဆံရေးကိုအခုလိုတော်လှန်ရေးကာလမှာခိုင်မာတဲ့မဟာမိတ်အဖြစ်အခြေခံကြကြမျှော်မြင်ပြီးပူပေါင်းဆောင်ရွက်ကြတာဟာ Federal Democracy ပြည်တော်စုတည်ဆောက်ရေးအတွက်အလွန်အားတက်ဖွဲ့ရာဖြစ်ပါတယ်လို့ဦးနေဖုံးလကပြောပါတယ်။